ောင်းမာလာတယ်အမနာတော့ဘူးမနစ်မနစ်ကအားနာတဲ့ပုံစံနဲ့အခုတော့မတူတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်လှုပ်ရှင်တာလေးတွေလောက်ရမယ်အရွယ်လေးရောက်နေရပေါ့နော်ဆိုတော့ကိုကအရင်ငယ်ငယ်တုန်းကလိုမျိုးအားနာပြီးတော့ပဲဖြစ်ဖြစ်တိတ်မကြိုက်ပြီးတော့ပဲဖြစ်ဖြစ်လှုပ်တဲ့လှုပ်တယ်မရှိဘူးကိုကိုယ်တိုင်ကယုံကြည်ပြီးတော့ကြိုက်တဲ့ဟာကိုပဲလှုပ်လှုပ်ဖြစ်နေတယ်လှုပ်လေးလှုပ်သွားအောင်ပဲဟုတ် သက်ရွယ်လိုက်ဖြစ်လာတဲ့ခံစားချက်နဲ့ရိုက်ခွင့်ရလာတဲ့ character တွေပေါ်မှာကျွန်တော်ကြိုးစားဝင်ရတယ်တိကျဆောင်ဝင်ရလာတဲ့ပေါ်ပဲအကောင်းဆုံးဖြစ်အောင်လုပ်နေတာပါတကယ်ကတော့ဟိုထူးပြီးတော့မှတခုခုထူးဆန်းအောင်လုပ်နေမယ်လို့တော့ကျွန်တော်မတွေးပါဘူးဒါပေမဲ့ကျွန်တော်ရရလာတဲ့ character တွေ play ရတဲ့အခါမှာကျွန်တော်အကောင်းဆုံးဖြစ်အောင်ဇက်ကောင်စရိုက်ပြပြင်အောင်တဘာဝကြအောင်မဲ調査ပြီးတိကျဆောင်ပါတယ်ဒါကိုလည်း driver တွေရဲ့တုံ့ပြန်ဆုံးမမှုနဲ့ပဲကျွန်တော်သွားနေရပါဗျ။ကောင်းပါလာတယ် အမနာတော့ဘူးမနစ်မနစ်ကအာအာနာတဲ့ပုံစံနဲ့အခုတော့မတူတော့ဘူးဘာလို့လဲဆိုတော့ကျွန်တော်လှုပ်ချင်တာလေးတွေလောက်ဝမဲ့အရွယ်လေးရောက်နေရေပေါ့နော်ဆိုတော့ ကွာအရင်ငငယ်တုန်းကလိုမျိုးအားနာပြီးတော့ပဲဖြစ်ဖြစ်တိတ်မကြိုက်ပြီးတော့ပဲဖြစ်ဖြစ်လှုပ်တဲ့လှုပ်တယ်မရှိဘူးဟိုကိုယ်တိုင်ကယုံကြည်ပြီးတော့ကြိုက်တဲ့ဟာကိုပဲလှုပ်လှုပ်ဖြစ်နေတယ်လှုပ်လေးလှုပ်သွားအောင်ပဲဟုတ်ကောကျွန်တော်လူဖြစ်တဲ့အတွက်ကျွန်တော်လွဲရလဲရှိရင်ရှိမှာပေါ့နော်ဆိုတော့ကျွန်တော်ယုံကြည်တဲ့ဟာကကြားလူတွေမကြိုက်တာလည်းဖြစ်ကောင်းဖြစ်နိုင်တော့ဒါပေမဲ့ကျွန်တော်ကြိုက်တာလေးတွေပဲကျွန်တော်ရွေးချယ်ပြီးတော့လုပ်မယ်ဒါပေမဲ့လည်းကျွန်တော်ပရိသတ်ပရိသတ်တွေကိုယ်တိုင်ကလည်းကျွန်တော်မြင်ကျင်တဲ့ပုံစံလေးရှိရအောင်ဆိုတော့အဲ့ဒါလေးလည်းပါမယ်ပေါ့ဒီပေါ့ အသက်အရွယ်ရေလို့မဟုတ်ပါဘူးပြောင်းလဲအောင်နေ့စဉ်နေ့များဖြစ်နေတာပါဟုတ်မမူးနဲ့တော့စပြစ်သေးရပြီးခဲ့တဲ့နှစ်ကသူ့သူ့တခြင်းလေးကိုသူကျွန်တော်မွေးနေမှာမွေးနေ့လက်ဆောင်ဆိုပြီးတော့သူရိုက်ခိုင်းတော့ကျွန်တော်ရိုက်ပေးလိုက်သေးရသူလည်းပြန်ထုတ်တယ်ပေါ့နော်ဘာရှင်းတစ်မျိုးနဲ့ဆိုတော့မမူးကကျွန်တော်ဘာစားလဲဆိုတော့ငါလည်းဒီတခြင်းဒီတိုင်းရေးခဲ့တာဒါပေမဲ့မင်းတော့ရေးထားသလိုဖြစ်နေတယ်အကျွန်တော်ပြန်ပြောပေးနေတယ်အသက်လေးသက်မှာစွန်းတဲ့တခြင်းလေးပြန်ရေးပေးဦးတကယ်ဒီတခြင်းစီးပါအဲ့လိုပဲပြောပါဦးမနောမဟုတ်ဟာကျွန်တော် partition တွေခွဲချလိုက်တာ ကျွန်တော်ကျွန်တော်ရဲ့ personal နဲ့ပတ်သက်တဲ့အရာတွေမှန်သမျှကိုကျွန်တော်တယောက်တည်းပဲအသိခံတော့တာဘာမှအသိမပေးချင်တော့အဓိကအဲ့ဒါပါအဲ့တော့ကျွန်တော် personal ကိစ္စတွေကကျွန်တော်ပဲပိုင်တယ်လို့ကျွန်တော်ထင်လို့ပါဆိုတော့ကျွန်တော်အဆုံးဖြတ်ချက်ပါပဲအဓိကတော့ကိုအဲ့ဒါကြာခဲ့ပြီလေကျွန်တော်2006 2009ဆိုလုံခဲ့တဲ့နှစ်ပေါင်းများစွာဒီတိုင်းပဲမင်းကကြည့်လို့မရဘူးကွာဆိုတာအဲ့လိုမျိုးဟိုလိုမျိုးရန်သူတယောက်တစ်ဖွဲ့ပြောတာမဟုတ်သူကသူကျွန်တော်ဘာကိုကြည့်မရလဲတော့ကျွန်တော်လည်းမသိဘူးဒါပေမဲ့သူစိတ်ထဲမှာရှိရဲ့ဟာကိုသိခွင့်ရတယ်နောက်ပြီးအလုပ်တွေအတူတူလုပ်ခွင့်ရတဲ့အခါမှာပို့ပြီးတော့ဟိုမလင်းလင်းနဲ့လုပ်ခွင့် ရတယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ထင်တာက maybe ကိုရုပ်စိတ်ထဲမှာကျွန်တော်ကတချင်းနေစုံနေရဲ့အဲ rap rap နေစုံနေတဲ့ exam ကခြားတိတကောင်ကရုပ်ရှင်လောကတွေလာရှုပ်လို့ကြည့်လို့မရဘူးလို့မြင်လည်းမြင်မှာပေါ့ပြန်အပြော်ပေါ့လာလို့တယ်ဒါပဲကျွန်တော်နေသူနဲ့အလုပ်လုပ်တဲ့အခါမှာဒီအလုပ်ပေါ်မှာကျွန်တော်ယူသမှုရှိလားမရှိလားဆိုတာသူသူအသိဆုံးဖြစ်မှာပေါ့ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့လက်တွဲဖြစ်သွားတာပေါ့အဲ့ဒါတော့ထင်ပါတယ်ကိုကျွန်းနဲ့ကျွန်တော်နဲ့ကလေအလုပ်မလုပ်ဖြစ်တာပဲရှိတယ်ကျွန်တော်တို့အလုပ်လုပ်မယ်ဆိုစပြီးတော့တည်တဲ့အချိန်မှာအဲ့လိုအများကြီးညှိကြမလို့ခင်ဗျ အများကြီးညံ့ကြမလို့ဆိုတာလေကျွန်တော်ဘာလုပ်နိုင်လဲဆိုတာသူသိတယ်လို့ကိုညိုဘာလုပ်နိုင်လဲဆိုတာကျွန်တော်အကုန်သိတယ်တကယ်သိတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဗီဒီယိုခစ်မှာကျွန်တော်ရိုက်ခဲ့တဲ့ကားတွေကဘယ်လိုမျိုးဟိုမှာထားပါတော့ဟာတာကားဆိုရင်တော့မှကျွန်တော်တော်တော်လေးကိုအခုချိန်ပြန်ကြည့်ရင်တော့မှကြည့်ကောင်းတဲ့ဟာတာကားလေးကျွန်တော်ဆွဲခဲ့ကြတာဆိုတော့သူဘာလုပ်နိုင်လဲကျွန်တော်သိတယ်ကျွန်တော်ကျွန်တော်တို့ဘယ်လိုခိုင်းရမလဲကျွန်တော်ကောင်းအောင်သိတယ်ဆိုတော့နောက် project တွေမှာလည်းကျွန်တော်တို့ထပ်ပြီးတော့ကောင်းအောင်ကြိုးစားသွားကြမယ်အဲ့လိုပဲရည်စူးထားကြတယ်ဗျစိတ်ချင်းနီးတယ်နော်ကျွန်တော်တို့နည်းနည်းအတွေးခေါ်လဲတူတယ်ဗျ ညနေရိုက်ရှင်လာရဲ့နောက်တစ်ခါကျတော့ကျွန်တော်ဒီဇလန်ဖရိန်ကိုနားထောင်လိုက်တဲ့အချိန်မှာကျွန်တော်ကိုယ်တိုင်ဒီဇက်ကောင်စီရိုက်မှာစူးစမ်းပြီးတရားဆောင်ခွင့်ရတဲ့အခါမှာလုံနိုင်မယ်လို့ယုံကြည်ရတော့ပါဗျ။